Mấy xem nhau, alo à mẹ mình là bác. ဒီနေ့ကတော့ကျွန်တော်နပင်ရှားတဲတကွက်နီးကိုပြန်လည်မြောက်တော့မှာဖြစ်ပါတယ်။ပင်ရှားတဲတကွက် ဖြစ်ပါတယ်။ Okay ဒါလေးကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပေါ့နော်။ဒီရှိကိုလေး963ရှောက်ရှိခွန်ပေါ့နော်ဒါကတော့ကျွန်တော် ထိစီပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့အလဲထိုင်ပေါ့နော် ပြီးရင်ဒီနောက်က အပိတ်ဖြစ်ပါတယ်ထိုင်လေ ပိတ်ပါနော်ထိုင်လေးပိတ်ကိုကျွန်တော်ဒီ69563ဒီ689တပင်ကိုပြပေးသွားမှာဖြစ်ပါတယ်နပင်6မှာဖြစ်တဲ့အတွက်689တပင်နဲ့နောက်ထပ်နပင်ကြုံမှာ33မြာကိုနောက်ထပ်နပင်ကြုံမှာပေါ့နော်ဒီ72ကြိမ်အတွက်ကျွန်တော်လေ့လာကြည့်အောင်ပေါ့နော်689300မြာကိုဒီလာမယ့်72ကြိမ်အတွက်ဒီတဲတကွက်ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာ အရင်ဆုံးထိတ်စီတလုံးကိုအရင်ဆုံးခြားမှာဖြစ်တယ်ဗနော်ထိတ်စီခြားတဲ့နီးကိုဒူလေးလာကြအောင်ဒီ9နဲ့ဒီ3နဲ့ဒီထိတ်စီကနန်းတလုံးနဲ့ဗနော်အဲ့ဒီကနန်း3လုံးပေါင်းမှာဖြစ်ပါတယ်9နဲ့3ပေါင်းရှိဒီ6နဲ့6နဲ့ပေါင်းတော့4ဆိုပြီးဖြစ်ပါတယ်ဗနော်โอเค4ဖြစ်ပါတယ်နောက်ထပ်နှစ်ပင်ကျော်မှာလည်းဆက်ကြည့်အောင်ဗနော်နောက်ထပ်နှစ်ပင်ကျော်မှာလည်းဒီ အပေါ်တပြေမှာပါဘူးပေါ့နော်နိနေခွန်တပြေမှာပါဘူးဒီ3နဲ့8နဲ့ဒီ3နဲ့ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်3နဲ့8ပေါင်း7 33ပေါင်း6 6နဲ့8ပေါင်းရှင်4ဆိုပြီးတော့4 4ဖြစ်ရှင်းပေါ့နော်4ဖြစ်ရှင်းနှစ်ကြိမ်ဖြစ်သွားပြီဖြစ်ပါတယ်တစ်ကြိမ်နှစ်ကြိမ်၃ကြိမ်မြောက်၄ဖြစ်အောင်ဆက်သွားအောင်မလားပေါ့နော်ဒါဆိုရင်ဒီအပေါ်က၃ကနေတပင်တော့မပါဘူးပေါ့နော်ဒီ၃နဲ့ဒီနှစ်နဲ့ဒီထိတ်စီကနန်းတစ်လုံးနဲ့ပေါင်းရင်၄ဖြစ်ရမယ်ပေါ့နော် အလေးက3ချိန်ဆက်တိုက်သွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာ6နှစ်ပေါင်း73နှစ်ပေါင်း၄336ပေါင်းတယ်ဒါဆိုရင်ဒီ72ကြိမ်မှာ3နှစ်နှစ်ပေါင်း5ဆိုတဲ့အတွက်5ရှိပြီးသားဖြစ်တဲ့အတွက်4ဖြစ်တော့အောင်ဆိုရင်ကျွန်တော်ထိပ်စီးက6ထည့်ပြီးမှ4ရတယ်ပေါ့နော်63ပေါင်း72နှစ်ပေါင်း4ဆိုတဲ့အတွက်ကျွန်တော်ထိပ်စီးအနေနဲ့6ထိပ်စီးဖြစ်ပါတယ်ခင်ဗျာ လေးသုံးပင်စက်တိုက်ချပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာအလေးထိုင်ကိုဆက်ကြည့်အောင်ဘာလို့အလေးထိုင်ကဒီလေးရဲ့သုံးရဲ့ဒီအလေးထိုင်ကနန်းတလုံးရဲ့ဒီသုံးလုံးပေါင်းမယ်ဗောနော်လေးသုံးပေါင်းခွန်ခွန်နဲ့ဒီရှင်းနဲ့ပေါင်းတော့15ဖြစ်ပါတယ်ဒါဆိုရင်9ဗောနော်9ဖြစ်ရမှာဖြစ်ပါတယ်9ဖြစ်အောင်အလေးထိုင်8ထဲထားတာဖြစ်ပါတယ်ဗောနော် ဒါဆိုရင်နောက်ထပ်ကျွန်တော်ဒီနေ့အတိုင်းပဲပေါ့နော်နဗင်ကျော်ကဒီခွန်ရဲ့ရှင်းရဲ့အလေးထိန်ကနန်းတလုံးပေါင်းရင်လည်းငါးပဲဖြစ်ပါလေပေါ့နော်ဒါဆိုရင်အပေါ်မှာလည်းငါဒီအောက်မှာလည်းငါငါးနှစ်ကြိမ်ဖြစ်သွားပြီနောက်ထပ်နဗင်ကျော်မှာလည်းဒီငါးပဲဆက်သွားအောင်မလားပေါ့နော်ဆက်သွားခင်မယ်ဆိုရင်တော့ကျွန်တော်အလေးထိန်တလုံးထည့်ပေးရမှာပေါ့နော်ဒီနှစ်နဲ့ဒီနှစ်နဲ့အလေးထိန်ကနန်းတလုံးနဲ့ပေါင်းရင်ငါးဖြစ်ရမယ်ဆိုတော့ ကျွန်တော်ဒီနေ့နဲ့နေ့ပေါင်းရှင်ဒီလေးရာတွေပေါ့နော်လေးနဲ့ဒီအလဲထိုင်ကနတင့်နဲ့ပေါင်းမှာ9ဖြစ်တဲ့အတွက်ကြောင့်မို့အလဲထိုင်တင့်ဆိုပြီးရတာဖြစ်ပါတယ်ဒါကြောင့်မို့ကိုကထိစီတက်ကအလဲဆိုပြီးဖြစ်မယ်ပေါ့နော်ကိုထိတင့်လဲဆိုပြီးရပြီဖြစ်ပါတယ်ဒါလေးဖြစ်ရှင်9ဖြစ်ရှင်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်အပိတ်ကိုဆက်ကြည့်အောင်လားခင်ဗျာအပိတ်ကဒီအလဲက9ရယ်963က3အပိတ်ရယ် 68ခွန်ကခွန်နဲ့အပိရဒီကနေ့သုံးလုံးပေါင်းရှင်းအဖြစ်ခွန်3ပေါင်း30 9စုပြီးဖြစ်ပါတယ်ဗောနော်9လို့ရထားတယ်ဒါဆိုရင်ဒီနေ့အတိုင်းပဲနောက်ထပ်နှစ်ပင်ကြော်ပါလေကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ဗောနော်ဒီနေ့နဲ့ဒီရှင်းနဲ့ပေါင်းရင်30ဒီအပိ9နဲ့ပေါင်းထားတဲ့အတွက်9စုပြီးတော့အပေါ်မှာလည်း9ဒီအောက်မှာလည်းနှစ်ပင်နှစ်ပင်ရှိသွားပြီဗောနော်9 9โอเค99နှစ်ကြိမ်ဖြစ်သွားပြီ ီ3ချိန်ဘောနောကိုကို3ချိန်ဖြစ်အောင်သွားခင်မယ်ဆိုရင်ဘောနောကျွန်တော်အပိတ်က9နဲ့နှစ်ပေါင်းမယ်ပြီးရင်ဒီအပိတ်9နှစ်နေပေါင်းမယ်အပိတ်တစ်လုံးနဲ့ပေါင်းရင်9ဖြစ်ရမယ်ဆိုတော့9နှစ်နေပေါင်းခွန်းခွန်းကိုလည်းကျွန်တော်နှစ်နဲ့ထပ်ပေါင်းမှာ9ဖြစ်တဲ့အတွက်9နှစ်နေပေါင်းရှင်9ဖြစ်တဲ့အတွက်အပိတ်နေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ ကိုထိစီတဲ့အလဲထိုင်နေအပိတ်ကိုတင်နေတဲ့စုပြီးဖြစ်မယ်ပေါ့နော်လေးဖြစ်ချင်းကိုထိငါဖြစ်ချင်းတဲ့အလဲကိုဖြစ်ချင်းနေအပိတ်ကိုတင်နေတဲ့စုပြီးဖြစ်ပါတယ်ဟုတ်ကဲ့၃ချိန်မြောက်ပေါ့နော်၃၃ပင်မြောက်ထပ်ပြီးခြာပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာဒါသာတွင်လေးလာလို့ရအောင်ပေါ့နော်ဒါအပိန်ရဲ့လို့လည်းမဟုတ်ဘူးပေါ့နော် ကျင်တော့ဤအရာကျင်တော့ဒီတိတ်ဆိုင်မှုရှိတဲ့ဟာလေးပေါ့နော်တိတ်ဆိုင်တော့အရာမယ်ပေါ့နော်ဒီမှာဆိုရင်ထိတ်စီကနန်းတလုံးကလည်းကိုဖြစ်ပါတယ်ဒီမှာလည်းထိတ်စီကိုတူနေတာလေးဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ထိတ်စီကိုအလဲထင်းကိုဆက်ကြည့်အောင်လားခင်ဗျာအလဲထင်းကဒီဟာလေးပေါ့နော်အလေထင်းဒီလည်းဒီ900တပြားနဲ့တောက်လျှောက်ပါတော့အရင်ဒီအရာဆိုရင်ဒီမှာတစ်အလေထင်းစုပြီးဖြစ်တယ်ဒီမှာလည်း တစ်အလေထိန်ပေါ့နော်တိတ်ဆိတ်မှုရှိတယ်ဒီနိနခုဆိုရင်ပေါ့နော်ပြီးရင်အပိတ်ကိုလည်းဆက်ကြည့်အောင် အပိတ်ကဒီမှာပေါ့နော်900တပြားနေတောက်ချောက်ဖြစ်ပါတယ်ဆက်နှစ်ကြိမ်မှာနိအပိတ်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီနိမှာလည်းအပိတ်နိဆိုပြီးတော့ပင်ကြပေါ့နော်ဒါဆိုရင်ကိုတင်နေတဲ့ဘဝေးကောင်းမလားပေါ့နော်ဒါကတော့ကျွန်တော်နိအရာ ဖြစ်ပါတယ်ဆက်ပေးမပေးကတော့ကျွန်တော်တို့လည်းမတည်ဘူးပေါ့နော်ဆိုတော့ကျွန်တော်နိအရာ ရှင်တော့ကန်ဆယ်ရမှာပဲဖြစ်ပါတယ်ဗောနော်တိတ်ဆိုင်တော့ရမယ်ဒီနေ့မှာတော့အသေးရနေ့ရမှာပါဘူးဗောနော်ဒါကြောင့်မို့ချင်ချင်ပြီးတော့တုံးရမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီ၁၂ချိန်မှာကန်ပေးလို့ရကြပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်